အခုမင်းတို့ကရှေ့ကျင်းတဲ့နောက်ချမ်းကိုတွဲမယ်ပေါ့နော်တွဲမယ်ဆိုလို့ရှင်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီချိုင်းအဓိကချိုင်းပဲဒီဒီချိုင်းနှစ်ခုကိုထည့်ရမယ်ပေါ့နော်ထပ်ပြီးတော့အလှပဲချင်းချင်းထပ်ပါမယ်ဒီမှာမီတာလေးတွေတိုင်ရှည်လေးတွေပုံမှန်အလှအတိုင်းပေါ်နေတာအလှပဲယူထားရပေါ့နော်ဒီမှာရှေ့ကျင်းမှာဆိုလို့ရှင်လည်းတိုင်ရှည်လေးအလှပေါ်တော့အလှပဲယူရမယ်အလှပဲအချင်းချင်းကိုအတွင်းဘက်ဒီမှာထားပြီးတော့အလှပဲချင်းချင်းထပ်ပါမယ်နော်ဒီမှာမမြင်နေရတာကမလားပဲအလှပဲချင်းချင်းထပ်ပြီးတော့ချိုင်းနဲ့ဒီလို ဂျိုင်းပဲချင်းတူဘောနော်ဘဲချင်းနဲ့ညာချင်းလည်းမမားချင်းလည်းနော်ဂျိုင်းပဲချင်းတူတက်ထက်လေးကြတဲ့အချမ်းမျိုးထပ်ပါထပ်ပြီးတော့မင်းဘလိုချုံမယ်ဆိုဒီမှာခြေစားချန်ခဲ့တယ်လीအဲ့ခြေစားကနေပြီးတော့ဒီမှာဒီရှိပဲဆိုလဲပထမပေါက်ပထမပေါက်ကိုသူကဒီတချိုးဒီပဲတချိုးရဟိုပဲတချိုးရယူပြီးချုံလို့လည်းရတယ်မင်းကတော့ခိုင်ခိုင်မာမာဖြစ်သွားတယ်ဒီနှစ်ချိုးလုံးယူမယ်ပေါ့နော်ဒီကနေအက်ကိုထိုးလိုက်မယ်ပြီးတော့ဒီဘက်ကပထမပေါက်မှာလဲ ပထမပေါက်မှာလည်းအက်ကိုထိုးလိုက်မယ်ထိုးပြီးတော့မင်းတို့ချန်ခဲ့တဲ့ခြေစားနဲ့ပဲတိုင်းတူတွေထိုးပြီးတော့ချုပ်လိုက်ပါမယ်အဲ့တော့ဒီမှာအက်ကိုခြေကိုချိတ်ယူအနာတက်လိုက်မယ်ပြီးတော့ဒုတိယပေါက်ဒုတိယပေါက်မှာလည်းနှစ်ခွင်းလုံးကိုယူမယ်ဒီဘက်ဒုတိယပေါက်ကလည်းနှစ်ခွင်းလုံးကိုယူမယ်အက်ကိုထိုးခြေချိတ်ယူတိုင်းတို့ဒီမှာဒုတိယပေါက်ကနေနှစ်ခွင်းလုံးအတတိယပေါက်ကနေနှစ်ခွင်းလုံးကိုယူဒီဘက်ကလည်းနှစ်ခွင်းလုံးကိုယူပြီးတော့ဒီမှာခြေကိုဆွဲလိုက်မယ်အဲ့လိုမျိုးပဲပေါ့နော်တစ်ပေါက်တစ်ချက်နဲ့အတိုင်းတို့လေးထုတ်သွားမယ်မင်းခြေစားချန်လာတော့နည်းနည်း ကွတ်တီလောက်လေးပေါ့နော်တူကျင်နေတယ်။ဒါဆိုလို့ရှိရင်နောက်ဆုံးဘောရောက်ပြီဆိုလို့ရှိရင်လည်းဒီကနေအက်ကိုထိုးဒီဘက်နောက်ဆုံးဘောက်မှာလည်းအက်ကိုထိုးပြီးတော့အက်ကိုထိုးပြီးတော့ချီချီချက်ယူမင်းကျိုးတောင်းနေတဲ့တို့သွားရနော်။ချီချက်ယူပြီးတော့ဒီကျိုးစာလေးကိုဒီမှာထိုးလိုက်ပါမယ်။ဒါမလားပဲအတွင်းဘက်ပေါ့နော်ဒီမှဒီလိုတိုင်လိုလေးတွေအလားပဲကြတော့ဒီလိုပုံစံလေးဖြစ်တာပါတယ်ချိုယိုးကအဲ့မှလည်းနေခိုင်သွားပါပေါ့နော်ဒီဒီအနားစာလေးတွေကိုတုတ်ပြီးတော့ခြီးလိုက်ပါ နှစ်ချက်လောက်တော့တော့လိုက်ပါတော့။အဲ့ပခုံးတစ်ဖက်လုံးအဲ့လိုချုပ်ပြီးတော့ဒါဆိုလို့ရှိရင်အလားပဲဖြစ်သွားပါပြီပြီးလို့ရှိရင်တော့မင်းတို့ကဒီခန္ဓာကိုယ်ဘေးပဲခြံတွဲတာလေးမျိုးတစ်ပိုင်းလာပါမယ်ဒီခါကနေခြံအထိတွဲတဲ့ဟာလေးပေါ့နော် အခုမင်းတို့ဘီဘက်ချန်တွဲရမယ်ဘီဘက်ချန်တွဲတဲ့ချိန်မှာလည်းမင်းတို့ဂျိုင်းပခုံးတွဲတော့ထက်ခဲ့သလိုမျိုးပဲအလားပဲအချင်းချင်းကိုမျက်နှာချင်းဆိုင်ထပ်ထားမယ်မလားဘက်ကနေတွဲမယ်ဘောနိုင်မှာဆိုလို့ရှိရင်ပထမချီတွဲဝတ်ချီခွင်းလေးကိုယူလိုက်မယ်ဒါကမင်းတွဲပြသလိုမဟုတ်ပါနဲ့ကိုကချိုးဝဲနဲ့တွဲရတယ်ဆိုလို့ရှိရင်လည်းချိုးဝဲနဲ့ကိုဆင်ပြီးလို့ချုပ်ပြီးတွဲလို့လည်းရပါတယ်ဟောချီခွင်းလေးလို့ဘီခဏထားလိုက်မယ်ထားပြီးမင်းခါဘက်ကနေစမယ်နော်ခါဘက်မှာမင်းတို့အအောင်ဆုံးကတိုင်တူတန်းစခဲ့တာမလားအဲ့တိုင်တူတန်းကနေဒီဘက်တိုင်တူ ရဲ့ဟိုဘက်ကတိုင်တူတန်းရဲ့အခြေရမှာဒီမှာအက်ကလေးကိုထိုးနှကြိုးစီလာလို့စိတ်ချအောင်ယူပြီးနော်တချို့လဲဆိုချစ်ချင်းဖြစ်သွားမှဆိုလို့ပါအက်ကိုထိုးပြီးတော့ခြေခွင်းလေးကိုဆွဲလိုက်မယ်ခြေခွင်းလေးကိုဆွဲယူလိုက်မယ်မင်းဟာလေအဲ့လိုအိပ်ပလိုင်းဆိုချီရနေနေတော့ညိရပါတော့ဘလို့ရှင်ဒီမှာတစ်ချက်တော့တော့ပြီလို့ရှင်မင်းတို့ကတရက်တိုင်တိုင်စားချိန်သုံးခွေးနဲ့ညိတာဆိုတော့ချိန်သုံးခုထိုးမယ်တဲ့နဲ့ဘိုက် တော့ချင်းသွုံးခုပြီလို့ရှိရင်အလဲကဒီတိုင်းရှိနေအောင်ကြော်လိုက်မယ်တိုင်းတူတန်းမင်းတို့အတိုင်းရှိပြီးအတိုင်းဒူရန်လေးလာလေအဲ့အတိုင်းဒူရန်ဖြစ်တဲ့ဒီနေရာလေးအဲ့နေရာလေးတွေကနေအက်ကိုထိုးလိုက်မယ်အက်ကိုထိုးဒီမှာနှစ်ကွင်းလောက်တော့အနည်းဆုံးပေါအောင်ယူပေးနော်ဟိုဟိုပဲအချမ်းမှဆိုလို့ရှိရင်လေဒီမှာဒီနေရာကတိုင်းရှိနေရသူ့ကိုကြော်လိုက်ရင်ဒီထိတ်ကတိုင်းဒူရန်နေရအဲ့အတိုင်းဒူရန်မှာဒီမှာအက်ကလေးကိုထိုးလိုက်မယ်ထိုးပြီးတော့အဲ့ရနေခြေကိုချိန်ယူပြီးတော့အတိုင်းဒူတစ်ခုတုပ်မယ် ပြီးရင်ချိန်၃ခုလာမယ်ချင်းတုံးကလာဘယ်တိုင်းရှိတတန်းစာကျော်ဒီဘက်တိုင်းလူတန်းရဲ့ဒီမှာခွင်းနေရခွင်းနေရဆိုရင်တို့နှစ်ကြိုးလောက်ပေါအောင်ယူပြီးတော့မင်းပြောနေကြတယ်ဒီကြိုးလဲဆိုကြကြည်ဖြစ်နေပါမှာနှစ်ကြိုးလောက်ပေါအောင်ထိုးလိုက်မယ်ထိုးပြီးတော့နောက်နောက်တစ်ချမ်းရဲ့ဒီမှာတိုင်းရှိနေရတိုင်းရှိပြီးရင်ဒါအတိုင်းလူတန်းဆိုတော့အဲ့တိုင်းလူတန်းအနေအကိုထိုးပြီးရင်ခြေလေးကိုချိန်ယူလိုက်မယ် ဒီဘက်ကတော့เนาะတချီကနည်းနည်းညှိတတ်တယ်သူကဒီနှစ်ကွင်းစာရအောင်ဂျာလေးကနေထိုးတာဖြစ်တတ်တယ်ပြီးလို့ရှိရင်တိုင်တို့ချိန်သုံးခုအဲ့လိုတိုင်းလိုရန်လေးကိုတွဲသားပေးပေါ့နော်ဒီလိုမတွဲချင်ဘူးဆိုလို့ရှိရင်လည်းမင်းတို့အဆင်ပြေလို့ချိုးလို့ရပါတယ်လက်ချုပ်အန်နဲ့ပေါ့နော်ဒီချီနဲ့ပဲပြန်ချုပ်ချုပ်ဒါမှမဟုတ်လို့ရှိရင်တိုင်းလိုချင်းတစ်ခုတိုင်းလိုနဲ့ပဲပေါ့နော်အဲ့လိုမျိုးချိုးလို့ရတယ်မင်းကတော့ဒီနီးနဲ့ပဲချုပ်ပါတယ်နည်းနည်းဘယ်နဲ့ညာနဲ့ညှိရတာမှတ်ရတာလည်းလွယ်တယ် အဲတချို့ဟိုရိုးရိုးလေးချီအသေးနဲ့ပုံမှန်အင်ကြီးထိုးတဲ့ size ဆိုလို့ရှင်လဲဒါမျိုးလေးထိုးတာကလည်းနဲ့ကိုယ်လည်းတတလေးရှုပ်တာဘာညာလည်းသိမရှိဘူးပေါ့เนาะဒီမှာဒီတိုင်းလူတွေကိုအတန်းကြီးတော့မမနိုင်တော့ဘယ်နဲ့ညာနဲ့ကိုတခြားလေးကြည်ပြီးတော့တွဲသွားပါမားတဲ့လူကတော့အတန်းကိုရေးထားပြီးတော့မကာနဲ့တွဲထားပြီးမှချုပ်ရင်တော့ပိုကောင်းတယ်ပေါ့เนาะမိကတော့တွဲနေကြမလို့မကာနဲ့ကမမတ်တော့ပါဘူးအတန်းကြီးကိုပဲတခြားကြည်သွားလိုက်ပါမယ်အဲ့လိုမျိုးချိန်သုံးခုတိုင်လူချိန်သုံးခုတိုင်လူနဲ့ပဲ ဒီလိုမျိုးလေးချုပ်သွားမယ်။မင်းအဆုံးထိထုတ်ပြလိုက်မယ်နော်။ချိန်တုံးကိုတိုင်းတို့သူကအတန်းကြီးပေါ့နော်ရှေ့ချမ်းတော့ချမ်းကိုကတချာအညီထိုးခဲ့တာဆိုတော့ဒီမှာလဲပြီးလို့ရှင်လဲအညီရှင်းနေတော့နဲ့ကွတီပဲပြီးရပါမယ်။ချိန်တုံးကိုနဲ့အခုဆိုလို့ရှင်ဒါချိုင်းချိုင်းစားခဲ့တဲ့အတန်းကိုရောက်လာပြီဒီမှာဆိုလို့ရှင်လဲနောက်ဆုံး နောက်ဆုံးချင်းပေါ့နောက်ဆုံးဒီတိုင်းတို့အပေါ့ဗောနော်အဲ့တိုင်းတို့အပေါ့နဲ့ဟိုဘက်ကနောက်ဆုံးတိုင်းတို့အပေါ့နဲ့ကိုတွဲလိုက်ပါမယ်တွဲပြီးတော့ချုပ်လိုက်ပါတယ်ဆိုရှင်ချီဖြတ်လိုက်ရပါပြီအဲ့တော့ခါဘေးနှစ်ဖက်လုံးကလိုမျိုးတွဲပေးပါဒါကမလားပဲမလားပဲမှာလို့ဒီလိုခွင်းပုံစံလိုမျိုးဒီလိုမျိုးလေးပေါ့နော်တကယ်ခွင်းရလို့ရည်ဖြစ်နေရမှာမဟုတ်သူကလည်းကြက်ကြက်လေးဖြစ်နေရပါ အလားပဲဒါအလားဘက်ကကြည်ရင်ဒီလိုဒီလိုရပါမယ်သူ့တန်းတဲ့သူပေါ့နော်အဲ့လိုမျိုးလေးရပါမယ်ပြီးလို့ရှိရင်ဒီဘေးနှစ်ဖက်လုံးကိုတွဲပြီးဆိုလို့ရှိရင်တော့ခန္ဓာကိုယ်မှာတစ်ချက်ဝစ်ကြည့်ပါချိုင်းနေတာအကျက်နေလားချောင်းနေလားပါညာပေါ့နော်ဒါမဲ့ကျက်တော့မကျက်လာဘူးပေါ့နော်မင်းပြောကြတဲ့ကပုံမှန်ချိုင်းထဲနည်းနည်းလေးကျဲပြီးတော့လှုပ်လို့ရတယ်လို့ပြောဟိုထိုးချန်လို့ပြောကြတာဆိုတော့လေဒါပြီးလို့ရှိရင်လက်ထိုးနီးလာပါမယ်ပြီးရင်အနာသက်ထိုးနီးလာပါမယ် အားလုံးမနက်လာလေရကြပါစေ။